မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လ23ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်သတင်းကတော့ရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်မှာရှိတဲ့စစ်တပ်ပိုင်းအာမီရန်အရက်ချက်ဆက်ရုံမှာပေါက်ကွဲတံတချို့နဲ့မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မနက်9:00နာရီခွဲဝန်းကျင်အချိန်မှာရန်ကုန်တိုင်းရွှေပြည်သာမြို့နယ်အမှတ်26ရပ်ကွာအမှတ်၄လမ်းမှာရှိတဲ့စစ်ကောင်စီလက်အောက်ခံမြမစီးပွားရေးကော်ပိုရေးရှင်းပိုင်း အာမီရန်အရက်ချက်ဆက်ယုံမှာမီးလောင်ကျွမ်းခြင်းဖြစ်ပြီးတော့ပောက်ကွဲတံများနဲ့မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါးမီးကတော့နိုင်ွက်လောက်ပဲလောင်တာပါဝိုင်လာပောက်တာလားဘာပောက်ကွဲတာလဲဆိုတာကိုတော့စီစစ်နေတော့မယ်ဒဏ်ရာရတဲ့သူတချို့ရှိပါတယ်အသေးစိတ်တော့စုံစမ်းစစ်ဆေးမှုတွေလုပ်နေပါတယ်လို့ရွှေပြည်သားမြို့နယ်ကအရန်မိသားတပ်ဖွဲ့ဝင်တအူးကပြောကြားထားပါတယ်ရွှေပြည်သားမြို့နယ်ကပြည်သူတချို့ကလည်းဒီကနေ့မနက်9နာရီခွဲဝန်းကျင်အချိန်မှာ စစ်တပ်ရက်ချက်ဆက်ယုံအတွင်းထဲကနေပောက်ကွဲတံအလွန်ကျယ်လောင်စွာကြားခဲ့ရကြောင်းပြောကြားထားပါတယ်။မိသက်ကားများနဲ့လူနာတင်ကားများအများပြားတွားရောက်ခဲ့တယ်လို့ပြောပါတယ်။ဒီနေ့မနက်9:00ကျော်လောက်ကရွှေပြည်သာတာတို့ကအကျော်ကစစ်တပ်ပိုင်းအရက်ချက်ဆက်ယုံပောက်ကွဲမှုတွေဖြစ်တယ်။လူနာတင်ကားတွေရောမိသက်ကားတွေရောအများကြီးပဲတွားတာလို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။ ပောက်ကွဲမှုများတဲ့မီးလောင်ကျွမ်းခဲ့တယ်အရက်ချက်ဆက်ယုံကမီးကိုဒီကနေ့မနက်10:20မိနစ်ဝန်းကျင်အချိန်မှာအပိတညှိမ့်တက်နိုင်ခဲ့တယ်လို့ရွှေပြည်သာမြို့နယ်မီးသတ်တပ်ဖွဲ့ရဲ့ထုတ်ပြန်ချက်အရသိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းမုံရွာမန္တလေးလမ်းမှာစစ်ကောင်စီတပ်ကရန်တမ်းပစ်ခတ်နေလို့ကားတွေပိတ်မိနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့ဇွန်လ23ရက်နေ့မနက်ပိုင်းကစပြီးတော့မုံရွာမန္တလေးလမ်းပေါ်မုံရွာနဲ့ချောင်းဦးကြားမှာစစ်ခွေးတပ်ကကင်းမုံတွေချထားတယ်လို့သိရပါဗျ။ဒါ့အပြင်ရန်တမ်းပစ်ခတ်တာတွေပါရှိနေလို့ ခီးသွွားကားတွေစောင့်ဆိုင်းနေရင်းနဲ့ပိတ်မိခဲ့တာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။မုံရွာနဲ့ချောင်းဦးကြားမှာနေရာတိုင်းလိုလိုကင်းမုန်တွေချထားပါတယ်။မန္တလေးသွားတဲ့ကားတွေလည်းပိတ်မိနေတယ်လို့ချောင်းဦးဒေသခံတို့ကရှင်းပြထားပါတယ်။သခိုင်းမြို့အခြေစားတမ33ကစစ်ခွေးရင်တန်းတွေမုံရွာဘက်ကိုဥတီသွားနေတာကြောင့်ကင်းမုန်တွေချပြီးရန်တမ်းပစ်ခတ်နေတာဖြစ်တယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်ရေပိုးစားရွာအနီးကစစ်ကောင်စီတပ်ဟာလာသမျှကားတွေကိုပတ်စံတောင်းနေတယ်လို့ခီးသွွားတချို့ကပြောပြထားပါတယ်။ အခုညနေ3:00နာရီဝန်းကျင်မှာတော့စစ်ကောင်စီရဲ့ရင်းတွေဟာမြင်းမှုနဲ့ချောင်းအုံးကြားကိုရောက်ရှိနေတယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လာပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့တော်လိုင်းတပ်တွေသိမ်းပိုက်ထားတဲ့တပိတ်ချင်းမြို့ကိုစစ်ခွေးတပ်ကအင်အားအများပြားနဲ့စစ်ကြောင်းထိုးဝင်ရောက်ပြီးတော့မြို့ရဲ့နေရာအများစုကိုပြန်လည်ထိန်းချုပ်ထားပေမယ့်တိုက်ပွဲတွေဆက်လက်ပြီးတော့ပြင်းထန်နေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တပိတ်ချင်းမြို့ကိုစစ်ခွေးတပ်က အင်အားတထောင်ကျော်နဲ့စစ်ကြောင်းထိုးတိုက်ခိုက်လာပြီးတော့တိုက်ပွဲအပြင်းထန်ဖြစ်ပွားနေတယ်လို့မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေကပြောပါရတယ်။မြို့ကနေစုပ်ပေးလိုက်ရတာဆိုတာမဟုတ်သေးပါဘူး။တိုက်ပွဲကတော့ပြင်းပြင်းထန်ထန်ဖြစ်နေတယ်။စစ်ကောင်စီကအင်အားတထောင်ကျော်ပါတယ်။ရဲဘော်တွေထိခိုက်တာတော့ရှိတယ်။စစ်ကောင်စီရဲ့စစ်ကြောင်းလည်းထိတယ်လို့တော်လိုင်းရဲဘော်တအုပ်ကဒီနေ့ဇူလိုင်လ23ရက်နေ့ နေ့လယ်2နာရီလောက်မှပြောကြားထားပါရယ်အခြားစစ်ရေးသတင်းရင်းမြစ်တအူးကလည်းစစ်ခွေးတပ်ဟာဇော်လိုင်လ21ရက်နေ့ကတည်းကတပိတ်ချင်းမြို့ရဲကိုစတင်ဝင်ရောက်လာနိုင်ခဲ့ပြီးတော့စေယုံနာအထိထိမ့်ချုပ်ထားတယ်လို့ပြောပါရယ်မနေ့ကဇော်လိုင်လ22ရက်နေ့ညပိုင်းမှာတော့မြို့ရဲ့နေရာအများစုကိုထိမ့်ချုပ်ခွင့်ရသွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်စစ်တပ်ကမြို့ရဲ့နေရာအများစုကိုပြန်လည်ထိန်းချုပ်သွားနိုင်ပေမဲ့တိုက်ပွဲတွေဆက်လက်ပြင်းထန်နေဆဲဖြစ်တယ်လို့တော်လိုင်းရဲဘော်တချို့ကပြောကြားထားပါဗျ။ဝင်လာတာကတော့ တနေ့ကကလေးကမြို့ရဲ့တချမ်းကိုရသွားတာမနေ့ကနဲ့ညကနောက်ဆုံးသတင်းတော့မသိရသေးဘူးဟိုဘက်စစ်ခွေးဘောမတွေဘက်ကတော့ရသွားပြီဆိုပြီးပြောနေကြတယ်လို့သတင်းရင်းမြစ်ကပြောကြားထားပါတယ်ဒါပေမဲ့ဒီကနေ့ဇူလိုင်လ23ရက်နေ့မနက်ပိုင်းအထိမြို့ထဲမှာ ပြစ်ခတ်တမ်းတချို့ကြားနေရတယ်လို့စီရင်သတင်းရင်းမြစ်ကပြောပါတယ်စစ်ခွေးတပ်ဘက်ကတော့တပိတ်ချင်းမြို့ကိုအလုံးစုံတိမ့်ပိုက်ထားပြီလို့ဓာတ်ပုံနေနဲ့ဝါရဖြတ်နေပါတယ်မြို့နယ်ခမ်းမှာဗန်းမြို့လေကြောက်တိုင်နဲ့ရုံးအဆောက်အဦတွေကိုရိုက်ပြထားတာကိုတွေ့ရပါတယ် ဒါပေမဲ့မြို့နယ်ရင်းကနေရာအဆုံကိုတော့တိမ့်ပိုက်ရရှိတာမဟုတ်ဘူးလို့ရှေးတန်းသတင်းရင်းမြစ်ကပြောပါရယ်ခုနမိုင်နေရာနဲ့တွင်းငယ်ရွာနေရာတွေမှာတိုက်ပွဲတွေဆက်ဖြစ်နေတယ်လို့ပြောပြထားကြောင်းသတင်းရရှိပါရယ်ခင်ဗျောင်းနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ကျုံတိုးကော့ဂရိတ်လမ်းပိုင်းကိုအကြမ်းဖက်ဆက်တက်ကပြန်လည်ထိန်းချုပ်နိုင်ဖို့အတွက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်တိုက်ပွဲများပြင်းထန်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဇွန်လလဇန်းပိုင်းကစတင်ပြီးတော့အကြမ်းဖက်စစ်ခွေးတပ်ကကျုံတိုးကော့ဂရိတ်လမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ရန် DKBA ဗိုလ်ပြီးဥဆောင်တဲ့တပ်ဖွဲ့ကိုပါစစ်ကူခေါ်ပြီးတော့အပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတော့လေစစ်ကောင်စီတပ်ဖွဲ့ဝင်များနဲ့ DKBA တပ်ဖွဲ့ဝင်များထိခိုက်သေးဆုံးမှုတွေများပြားနေတယ်လို့သိရပါဗျ။စစ်ခွေးတပ်ကလေကြောင်းနဲ့မှားယွင်းဘုံကျဲချမှုအပါအဝင်တိုက်ပွဲများအတွင်းမှာစစ်ခွေးများဘက်ကအယောက်30ခန့်တိတ်ဆုံးခဲ့ကြောင်း KNL ရဲ့စီရေးသတင်းအင်းမိတ်ကပြောပါရယ်စစ်ကောင်စီကကြုံတုံးအင်ဂျီအုံးတပင်နွားချံကုန်းတိုက်ပွဲတွေအတွင်းမှာအထိနာပြီးတော့ လေးချိန်တက်ပြန်ဆုတ်သွားပြီးတော့စစ်ခွေးတပ်ဘက်ကအရာရှိ၃ဦးအပါအဝင်အယောက်၂၀ခန့်သေဆုံးကအယောက်၃၀ခန့်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဒါအပြင်တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ရဲ့လေးချောင်းကနေမှားယွင်းဘုံကျဲတိုက်ခတ်မှုကြောင့်စစ်ခွေး၁၀ကောင်ကျော်သေဆုံးက DKB ဗိုလ်ဘီးရဲ့လက်ထောက်တအုပ်လဲသေဆုံးခဲ့ရတယ်လို့သိရပါဗျ။အဲ့ဒီတိုက်ပွဲများအတွင်းမှာ KNL နဲ့မဟာမိတ်ပူးပေါင်းအဖွဲ့များဘက်ကလည်းရဲဘော်9ဦးကကြာဆုံးခဲ့ပြီးတော့10ဦးကျော်ဘုံစထိမှန်ဒဏ်ရာရရှိသွားတယ်လို့သိရပါဗျ။ဒီကနေ့ဇွန်လ23ရက်နေ့မှာ ကြုံတိုးကွန်ကရစ်လမ်းပိုင်းမှာရှိတဲ့ငားတိုင်ရွာဘက်ကိုအကြမ်းမဆက်တက်ကထမှန်ပြီးတော့စစ်ကြောင်းထိုးလာတယ်လို့သိရပါဗါးကွန်ကရစ်ဆက်ကခဆက်နေဘက်ကလည်းလေးတိုင်ရွာဘက်ကိုနှစ်ဖက်ညက်တိုက်ပြီးတော့စစ်ကြောင်းထိုးရန်ပြင်ဆင်နေတယ်လို့သိရပါဗါးဒါအပြင်ကြုံတိုးမှာရှိတဲ့ငားလေး၆တိုင်ရင်ကလည်းနွားချံကုန်းရွာဘက်ကိုထိုးပေါက်လို့မရတဲ့အတွက်ကြောင့်ကွန်ကရစ်ဘက်ကနေငားတိုင်ရွာဘက်ကိုစစ်ကြောင်းထိုးပေါက်ရန်အစွမ်းကုန်ပြင်ဆင်နေတယ်လို့သိရပါဗါး ဒါအပြင်စကခဆက်နှစ်နဲ့၅လေး6တိုင်ရင်ဘက်ကလည်းလက်နက်ကြီးပစ်ကူများမစ်ဆိုင်းများနဲ့ကော့ကရိတ်ကြုံတို့လမ်းပိုင်းကိုပစ်ခတ်နေတယ်လို့ပြောပါတယ်အလားတူပဲဖန်အမျိုးမှာရှိတဲ့တပ်မ22ကကြုံတို့ခမရ၅လေး၅တိုင်ရင်ကိုနေ့စဉ်လက်နက်ခဲယမ်းများပို့ဆောင်ပေးနေပြီဇူလိုင်လ10ရက်နေ့ကနေဇူလိုင်လ20ရက်နေ့အတွင်းဖြစ်ပွားခဲ့တဲ့တိုက်ပွဲများကြောင့်တင်းဆုံးခဲ့တဲ့စစ်ကောင်စီတပ်သားအလောင်းများနဲ့ဒဏ်ရာရရှိသူအများကိုတောင်ကလေးဆေးရုံကိုပို့ဆောင်နေရတယ်လို့သိရပါတယ် လက်ရှိကော့ဂရိတ်မြို့နယ်ကြုံတိုးမှာရှိတဲ့ပေါ်တော်မူဖုန်ကြီးကျောင်းမှာရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးတွေရဲ့စစ်ကား၅စီးကအုံတပင်ရွာအင်းကြီးရွာဘက်ကိုစစ်တောင်းထုတ်ရန်ပြင်ဆင်နေတယ်လို့ပြောပါရယ်လက်တလောကော့ဂရိတ်မြို့နယ်မှာဘိုးရွာသွန်းချင်းလေပြင်းတိုက်ခတ်ခြင်းမြစ်ရေတက်ခြင်းတို့ကြောင့်စစ်ခွေးတပ်ဘက်ကပြည်သူပိုင်းလေများကိုချောဆွဲဆင့်ခေါ်ပြီးတော့ရွှေတန်းနေရာများမှာစစ်ကူပေးနေတယ်လို့သိရပါရယ်အခုနောက်ဆုံးအခြေအနေကတော့ကြာရင် DKBA ဗိုလ်ပြီးအဖွဲ့ရဲ့ခေါင်းဆောင် ဖုန်ကြီးကိုတိုင်ကျုံတိုး905တက်မှာရှိနေပြီးတော့ဩဂတ်လလမ်းပွင့်အောင်လို့အပီးသိမ်းပေးရမယ်။သိမ်းရတဲ့နေရာရွာတွေလမ်းတွေအကောက်အစားဂိတ်ထောင်ခွင့်အုတ်ချုပ်ခွင့်ရမယ်ဆိုပြီးတော့စစ်စင်ရေးအရှိန်ဟုန်မြင့်ပြီးတိုက်ခိုက်ခိုင်းနေပါတယ်။လိုအပ်တဲ့လက်နက်ခဲယမ်းတွေကိုတက်မှာ20နှစ်ကနေတိုင်းပို့ပေးနေပါတယ်လို့ KNLA စီရေးသတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ပဲခူးတိုင်းအုပ်ဖို့မြို့နယ်ဂျိုးကိုပင်ရွာမှာတက်ဆွဲပြီးတော့ရွာလုံးကျွတ်မိရှုဖြတ်စည်းနေတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုနှစ်ကြိမ်တိုင်တိုင်ဝင်ရောက်တိုက်ခိုက်ရာစစ်ကောင်စီဘက်ကအယောက်20တဲ့မနေ့တိတ်ဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မနေ့ကဇွန်လ22ရက်နေ့ည10:00နာရီကအချိန်ကစတင်ပြီးတော့အုပ်ဖို့မြို့နယ်ဂျိုးကိုပင်ရွာမှာတဆွဲပြီးရွာလုံးကျွမိရှုဖျက်ဆီးနေတဲ့စစ်ခွေးတပ်ကိုပထမအကြိမ်အဖြစ်မနေ့ကညပိုင်းကဝင်ရောက်တိုက်ခတ်ရာစစ်ခွေးတွေဘက်ကထိခိုက်သေးဆုံးမှုများပြားခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တွေခိတ္တခဏပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့သိရပါတယ်စစ်ခွေးစစ်ကြောင်းကဒီကနေ့မနေ့အစောပိုင်းမှာလဲဂျိုးကိုပင်ရွာကိုထပ်မံပြီးတော့မိရှုနေတဲ့အတွက်တော်လိုင်းတပ်ဖွဲ့တွေကဒီကနေ့မနေ့9နာရီကစတင်ပြီး ဒုတိယအကြိမ်ထပ်မံဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲဟာတနအီကျော်ဖြစ်ပွားခဲ့ပြီးတော့အကြမ်းဖက်စစ်ခွေးတွေဘက်ကအယောက်20ကျော်တိတ်ဆုံးသွားတယ်လို့သိရပါတယ်။ဒီကနေ့မနေ့တိုက်ပွဲမှာစစ်ခွေးအကောင်20ကျော်တိတ်ဆုံးတယ်။ကျွန်တော်တို့သတင်းအတိအကျသိရပါတယ်။စစ်ခွေးတွေတဲ့စရင်ကိုစစ်ခွေးတွေကအင်အား100လောက်နဲ့ဂျိုးကိုပင်ရွာကိုဝင်ရောက်တက်ဆွဲပြီးနေအိမ်တွေကိုမီးရှို့နေလို့ကျွန်တော်တို့ပိတ်ဆို့တိုက်ခိုက်ခဲ့တာပါ။ မနေ့ကညကလေးကဝင်တိုက်တာကျွန်တော်တို့ခဏလောက်ဆုတ်လိုက်တဲ့အချိန်ဒီကောင်တွေအိမ်တွေကိုမီးထပ်ရှို့လို့ဒီနေ့မနက်အစောပိုင်းမှာထပ်ပြီးတော့ဝင်တိုက်တာပါလို့တရားဝီချန်စီရေးတာဝန်ခံရဲဘော်တစ္ဆာကရှင်းပြထားပါတယ်အကြမ်းဖက်စစ်ခွေးစစ်ကြောင်းဟာဂျိုကိုမီရွာကနေပြန်လည်ထွက်ခွာလာခြင်းမရှိသေးပဲတိုက်ပွဲများဆက်လက်ပြင်းထန်လာနိုင်တဲ့အတွက်ပြည်သူများကြိုတင်ရှောင်ရှားထားကြရန်ရဲဘော်တစ္ဆာကပြောဆိုထားပါတယ်၎င်းစစ်စစ်ရေးကိုတရားဝီချန်ပကဖတိုက်ခိုက်ရေးတပ်ဖွဲ့တက်ခွဲတဲ့ ရွှေတန်းမြေနယ်တက်ခွဲ3မိုးညိုပြည်သူ့ကာကွယ်တပ်ဖွဲ့တာယာဝတီခရိုင်တရင်3837တက်ခွဲ9နယ်ဇီးကုန်းမြို့နယ်ပြည်သူ့ကာကွယ်အဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့သခိုင်းတိုင်းချောင်းမြို့နယ်မုံရွာမန္တလေးလမ်းမပေါ်မှာစစ်တပ်စစ်ကြောင်းကိုမိုင်းခွဲတိုက်ခိုက်ရာစစ်သား9ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဒီနေ့ဇွန်လ23ရက်နေ့မနက်6:00ခွဲအချိန်မှာချောင်းမြို့နယ်နိုင်ရီကန်စစ်တပ်စခန်းက အရှိတ်ကိုမုံရွာမန္တလေးလမ်းအတိုင်းထွက်လာတဲ့6ဘိန်းကား၂စီးအိမ်စီးကား၃စီးပါတဲ့အင်အား90ခန်းရှိတဲ့စစ်တပ်စစ်ကြောင်းကိုနိုင်ရီကန်နဲ့ရေပိုးစားကြားနေရမှာမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်သား၂ဦးသေဆုံးပြီးတော့၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်။ချောင်းဦးမြို့ရဲ့အရှိတ်ကိုထွက်လာတာဒီကောင်တွေကမနေ့ကမနေ့ကလေးကနိုင်ရီကန်ကိုကားနဲ့လာပို့ထားတာကားလမ်းတစ်လျှောက်စစ်ကြောင်းပုံစံမျိုးနဲ့ထွက်လာတာဖြစ်ပါတယ်။ အင်အားက90လောက်ရှိတယ်။နိုင်ရီကန်ရဲ့အရှိလမ်းနှခွဆုံတဲ့နေရာမှာမိုင်းခွဲခဲ့တာပါ။အဲ့ဒီလမ်းတစ်လျှောက်ကအဖွဲတွေအားလုံးကသတင်းအချက်လက်ရောလုပ်ငန်းရောအတူတူပေါင်းပြီးလုပ်ကြတာပါလို့ The Pentagram 9000ကျဲ LPDF တပ်ဖွဲ့ကတာဝန်ရှိသူကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့မှာစစ်ခွေးတပ်ကဖမ်းဆီးထားတဲ့ကုန်တင်ကားတွေကို တစည်းကိုတိမ့်တထောင်နဲ့ပြန်ရွေးခိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရာရှုံမျိုးကိုပြန်လဲအုပ်ချုပ်နေပြီဖြစ်တဲ့စစ်ခွေးတပ်ဟာရာရှုံမျိုးအဝင်အထွက်နမ်မတူမီးပွိုင်တိုင်းလန်းစုံရာရှိုးကြီးမီးပွိုင်နဲ့အေဒီတရားတို့မှာဂိတ်ချဆက်ဆေးကကုန်တင်ကားများနဲ့နွားတင်တဲ့ယင်တွေကိုလည်းဖမ်းဆီးနေခြင်းဖြစ်ပြီးဖမ်းထားတဲ့ကားတွေကိုရာရှုံမျိုးမိုးလုံးလေးလုံးကွဲမှာထိမ့်သိမ်းထားကြောင်းကုန်တင်ကားဖမ်းခံထားရတဲ့ကားပိုင်ရှင်တအုပ်ကပြောပြထားပါတယ်။မိုးလုံးလေးလုံးဝင်းထဲမှာဖမ်းထားတဲ့တွဲကားတွေကို ။ဒဇီးကိုတိတ်တထောင်ထောင်တောင်းတယ်ဗျာ။ပြန်ရွေးဖို့ခက်ခဲနေကြပါတယ်။တွဲကား၉စီးတောင်ဖမ်းထားတာလို့ပြောပြထားပါတယ်။နွားတင်ကားတွေကိုထိမ့်သိမ်းထားတယ်လို့ရင်မောင်းတွေကိုလည်းထောင်ချောက်လာချမှတ်ထားတယ်လို့သိရပါတယ်။ဒါအပြင်စစ်ခွေးတပ်အနေနဲ့လာရှိုးနဲ့တိန်းနေမျိုးအထွတ် AD တရားမှာကုန်တင်ကားများစီကနေပြီးတော့ဒဇီးကိုငွေကြက် 15ဒိန်းနဲ့အထက်တောင်းနေသလိုအိမ်စည်းကားတစ်စည်းကို2ဒိန်းတောင်းနေတယ်လို့ဒေသခံတွေကပြောပါတယ်။လာရှုံမြို့ကို MNDA ကတိမ့်ပိုက်ထားရကနေတရုတ်ရဲ့ဖိအားပေးမှုကြောင့်အခု AP လ22ရက်နေ့မှာစစ်ကောင်စီထံကိုပြန်လည်လွှဲပြောင်းပေးလိုက်ရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းတောင်သာမြို့နယ်တမိုက်သာကျေးရွာမှာတလကြာတာဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကကျေးရွာအုပ်ချုပ်ရေးမှုဘိုရဲကိုဖမ်းဆီးတပ်ဖြတ်ပြီးရုပ်အလောင်းကိုကြောက်ထဲမှာဆုံးပစ်ထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လအတွင်းကစတင်ပြီးတော့တောင်သာမြို့နယ်တမိုက်သာကျေးရွာမှာပြည်သူ၁၀ဦးကိုဖမ်းဆီးထားတဲ့စစ်ခွေးများဟာဇွန်လ၂၀ရက်နေ့မှာစစ်တပ်ကခန့်အပ်ထားတဲ့အုပ်ချုပ်ရေးမှု ဗိုလ်ရဲကိုပါဖမ်းဆီးပြီးတော့ရိုက်နှက်စစ်ဆေးမှုများလှုပ်ဆောင်ခဲ့တယ်လို့သိရပါဗျ။အခုလိုစစ်ဆေးမှုများလှုပ်ဆောင်နေတဲ့အချိန်ဇူလိုင်လ22ရက်နေ့မှာအုပ်ချုပ်ရေးမှူးဗိုလ်ရဲတည်ဆုံသွားပြီးတော့ရုပ်အလောင်းကိုမွန်လွယ်၃နိုင်ခန့်မှာတမိုက်သာရွာထိပ်မှာရှိတဲ့ကြောက်ထဲကိုစွန့်ပစ်ထားခဲ့တယ်လို့သိရပါဗျ။တည်ဆုံသွားတဲ့အုပ်ကြီးဗိုလ်ရဲဟာအကြမ်းဖက်စစ်ခွေးကခန့်အပ်ထားသူဖြစ်ပြီးတော့စံဖို့ပါတီရဲ့မြို့တော်ဝန်ဟောင်း ဥအောင်သိန်းလင်းရဲ့သူဖြစ်တယ်လို့သိရပါတယ်။ဒါအပြင်ဘိုးရဲရဲ့တားဖြစ်သူကလည်းလက်ရှိအချိန်ထိစစ်ခွေးတပ်မှတာဝန်ထမ်းဆောင်နေတဲ့စစ်ဗိုလ်တဦးဖြစ်တယ်လို့သိရပါတယ်။စစ်ခွေးတွေကအုပ်ကြီးဘိုးရဲကိုပြန်တတ်တာလို့သိရတယ်။အဲ့ဒီတမိုက်သားရွာမှာကပြီးခဲ့တဲ့ဇွန်လတည်းကပြူစောတိနဲ့စစ်ခွေးတွေပေါင်းပြီးတော့အင်အား80လောက်တပ်ဆွဲထားတာရှိပါတယ်။အဲ့ဒီရွာကတောင်သာမြွနယ်ထဲမှာပြူစောတိရွာ10ရွာရှိတဲ့နေရာမှာတရွာအပါဝင်ပေါ့။အဲ့ဒီရွာကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေနှစ်ချိန်ဝင်တိုက်တော့ ပြူစောတီခေါင်းဆောင်ဖိုးအေးအပါအဝင်ပြူစောတီတွေအားလုံးကရှောင်းသွားပြီးတော့မှတာမန်ပြည်သူတွေပဲကြံခဲ့တာတော်လန်ရေးအင်အားစုတွေကပြန်ထွက်သွားခဲ့တာပေါ့အခုတော့သူတို့ကမြင်းကြံညောင်ဦးလမ်းကြောင်းကိုပြန်လဲထိန်းချုပ်နိုင်ဖို့အတွက်အဲ့ဒီရွာမှာအထိုင်ပြန်ချထားပြီးတော့ပြီးခဲ့တဲ့လကလေးကဒေသခံပြည်သူ၁၀ဦးကိုဖမ်းဆီးထားပါတယ်လို့ဒေသတွင်းတော်လန်ရေးသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အခုလိုမျိုးတပ်ဖြတ်မှုဖြစ်ပွားပြီးတဲ့နောက်ဇူလိုင်လ22ရက်နေ့မှာတမိုက်သာကြီးရွာကိုစစ်ကား၂စီးထပ်မံရောက်ရှိလာပြီးတော့ ပြည်သူ၁၀ဦးကိုလည်းလက်ရှိအချိန်အထိဖမ်းဆီးထားဆဲဖြစ်ကြောင်းသိရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးတရင်နိုင်ငံရေးတရင်များကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမဲ့ဆက်အာနာရှင်ဆန်တဲ့စိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ